ဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရမှာတော့ဘယ်ဝန်ကြီးဌာနမှာမှစရင်အင်းရှိမနေဘူးဆိုတဲ့ဝန်ကြီးချုပ်ရုံအတွင်းဝင်မတ်ချီပြာရဲ့ဝန်ခံထွက်ဆိုချက်အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့အပါဝင်တဲ့ထူးတဲ့ကောင်းတဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့တောင်းဆိုချင်ပါတယ်ကျေးဇူးတူအရောက်ချင်းတဲ့တိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ အရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ယူအက်စ်အမေရိကန်နောက်ထပ်ပြစ်လိုက်တဲ့ညာတစင်တရုတ်အခုဆိုရင်ကလေးတယောက်လို့ဟိုတိုင်ဒီတိုင်ဖြစ်နေရတဲ့အခြေအနေတွေကိုသုံးသပ်ဆွေးနွေးမှာဖြစ်ပါတယ်မြန်မာပြည်ရင်းတော်လိုင်းရေးဒေတာရင်းနိုင်ငံရေးအခင်အချင်းနဲ့ကမ္ဘာ geopolitics ပါဝါလွန်ဆွဲပွဲတွေကိုဒီကနေ့သုံးသပ်ကြရအောင်ကြည်ပြဆဆာနှစ်မိုးကုတ်တရုတ်ဆိုတော့မကြည်ပြကိစ္စကတော့အိုးအတောင်းင်းဖြစ်တော့ထွေထွေထူးထူးပြောပြမနေတော့ဘူးဒီကနေ့ဒေါက်တာဆဆာမြို့သားညီညီအစိုးရအနေနှုတ်ထွက်တယ်ဆိုတဲ့သတင်းထွက်ပေါ်ပါတယ်ကျွန်တော်တို့လေမြန်ကွင်းတွေတိမ့်ပိုက်ပြီးရင်လက်နက်ပေးမယ်လူမရှိတော့ပါဘူးဆိုတော့အရှိမ92အောင်ကကာဝေးအတွင်းဝင်ဖြစ်ကနှုတ်ထွက်တယ် ဖုတ်ဖက်ခါပြီးထသွားတော့ဒုတိယကြည်ပြာပြဿနာတက်တယ်အဲ့ဒီပြဿနာမတက်ခင်လေးမှာ လွင်ကိုလက်ရဲ့အခြေအနေစုပ်ဆမြုပ်ဆသတင်းပြောင်းတယ်ပြီးဝင်လူဝင်မှုကြီးကျက်ရေးပြည်ထရေးဝင်ကြီးဌာနဒုတိယဝင်ကြီးကိုအလौသမားဒုဝင်ကြီးကိုကျော်ညီကိုပေးအပ်လိုက်တယ်နောက်ပြီးတော့ထူးခြားတာကမတ်ကြည်ပြာရဲ့ပြောထားတဲ့စင်ကနယ်လားတယ်လီဂရမ်လားစာလေးမှာ ဘယ်ဝင်ကြီးကြနာယုံမှာမှစရင်အင်းမရှိဘူးတဲ့တော်လိုင်းကြီးဆိုတာတော်လိုင်းကြီးကာလာမို့နားလေမှုနဲ့လုံနေရတာတဲ့တရားချဖို့ကောင်းလိုက်တာဗျာဒီသူတွေကတော့သမီးတနက်လီအငတ်ခံပြီးတော်လိုင်းသတင်းကြီးကြည့်လှူကြတန်းကြကုကြပေါ့ဗျာနော်ချွေးနေစားတွေအိမ်ဖော်လှုပ်ထားတဲ့ပတ်စံတွေနေတော်လိုင်းကြီးဥစ္စာအဖွဲ့ကြီးဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရမှာတော့ ဘယ်ဝန်ကြီးဌာနမှာမှစရင်အင်းရှိမနေဘူးဆိုတဲ့ဝန်ကြီးချုပ်ရုံအတွင်းဝင်မချိပြာရဲ့ဝန်ခံထွက်ဆိုချက်ဒါနဲ့ဆက်ဆက်ထဲမှာဒီကိဒေါက်တာဆဆာနှုတ်ထွက်ပါတယ်တောင်ဆန်းစုညီနဲ့တွေ့ပြီးတော့တိုက်စီနဲ့အရင်ကြိုပြေးနိုင်ငံတကာရဲ့အကူအညီကိုယူလင်းကွင်းနေတိမ့်ပြီးလက်နက်တွေလင်းမြန်နဲ့လာချဒီလိုပလန်နဲ့ဒေါက်တာဆဆာ င်ငံတကာပူးပေါင်းဆောင်ရွက်ဝင်ကြီးဌာနဝင်ကြီးဆိုတဲ့ပြည်ထောင်စုဝင်ကြီးဒေါက်တာဆော့သာနှုတ်ထွက်သွားပါတယ်။ဆိုတော့ဒီအပိုင်းမှာအမျိုးသားညီညွတ်ရေးအစိုးရရဲ့အခြေအနေကတော့မိုးရေရေရောက်နေပါတယ်။တပတ်မှလည်းထတ်တူမှာမိုးကုတ်အခြေအနေဟာအင်မတန်စိုးရိမ်စရာကောင်းတယ်လို့ပီရီယက်တက်တွေလုံးဝကြီးမပေါက်ရမတိုက်ခိုက်ရမပြစ်ရရှူဝါကျင်းသေးတယ်။ဒါဆိုရင် PDF တွေနဲ့မဟာမိတ် PDF တွေကိုပြိုးထောင်နေပြုစုတယ်တွဲခေါ်ခဲ့တဲ့ TN လေးဟာဒီလိုကိစ္စမျိုးဘာလို့လောက်တာလဲဆိုတာကိုကျွန်တော်လိုက်လေ့လာကြည့်ဆိုတော့ရှမ်းမြောက်တခွင်နဲ့ဝအဆက်ဆက်ကိုကျွန်တော်တော့တွေ့ဝကိုပါတေုတ်ကထိမ့်ချုပ်တယ်ထိမ့်ချုပ်လိုက်တယ်ဆိုတော့ဒီရှမ်းပြည်တခွင်လုံးမှာအင်အားအကြီးဆုံးစစ်တပ်တော်စစ်တပ်တော်ဘယ်လိုပြောမလဲ ယွန်းကြောက်ကြောက်ဖြစ်နေရတဲ့အင်အားကြီးဆုံးဝါတပ်ဖွဲ့ကိုတော့တေယုတ်ကထိန်ချုပ်နိုင်ကြောင်းပြတလိုက်တဲ့အခါကျတော့ DNL တို့ MNDE တို့ကိုလက်နက်ကြီးစံလမ်းကြောင်းဖြတ်တောက်လိုက်တဲ့အခါကျဆက်ပြီးတိုက်ပွဲမဝင်နိုင်တာကြောင့် DNL နောက်ဆုတ်ကြတာလားကျွန်တော်တို့တော်လန်ရေးသမားတွေအမြင်နဲ့အဲကျွန်တော်တို့တော်လန်တိုက်ပွဲဝင်တဲ့ရရဲတောက်အမြင်နဲ့ကြည့်မယ်ဆိုရင်တော့တိုက်ချင်ခိုက်ချင်တာပေါ့စစ်တပ်ဝင်လာတာကိုချမယ်နှက်မယ်တကယ်ကျွန်တော်တို့နိုင်ငံကို တည်ဆောက်မဲ့ပြုပြင်ပြောင်းလဲရေးနိုင်ငံတည်ဆောက်ရေးဓမ္မအမြင်နဲ့ပေါ့ဗျာနော် ရေရှိတီလိုင်းရေရှိရေရှိအတွက်ပေါ့လက်ရှိချင်းနေတဲ့ရေရှိနဲ့ချိန်ထိုးအနာဂတ်ကိုချိန်ဆပြီးတိုင်းပြပြည်ပြအတွင်းမျိုးတွေးမယ်ဆိုရင်တော့တရုတ်ဟာအလုံးစုံဖြတ်တောက်မှုချောက်စစ်ဆက်တိုက်လို့မရအောင်လောက်တာမျိုးချောက်ပြန်လေရဆက်တိုက်လို့မရနေတာလားလို့တွေးစရာရှိတယ်။တစ်ဖက်မှာ ကျွန်တော်တို့တရုတ်လှံကိုမီးရှို့ပြပြီးတော့တရုတ်ကိုတွင်တွင် မုံနာနဲ့အလုတ်ဖြစ်မလားဆိုတဲ့အတွေးမျိုးလေတချို့ကပြောကြတာရှိတယ်။ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ကျွန်တော်တို့ဘာလို့တရုတ်ကိုမကြိုက်ရတာလဲဆိုတဲ့အချက်ကြတော့စစ်တပ်ကိုကိုဖိရှင်ဖိကူညီနေလို့စစ်တပ်ကိုသာကိုဖိရည်ပြီးမကူညီဘူးဆိုရင်တရုတ်ကိုကျွန်တော်တို့ဘာမှမုံစရာမချေနှက်စရာအကြောင်းမရှိဘူး။အဲ့တော့မြန်မာပြည်သူလူထုနဲ့တော်လှန်ရေးနဲ့တရုတ်ပေါ်လစီအခင်းချင်းကိုလေ့လာကြည့်အောင်စဉ်းစားကြည့်အောင် တရုတ်သားတကယ်စစ်ကောင်စီကိုမကူညီရင်တော်လိုင်းကြီးဟာအခုတော့ဆိုမန္တလေးရောက်နေပြီဒါပေမဲ့တရုတ်ကစစ်ကောင်စီကိုအပြည့်အဝကူညီတယ်ဒါငင်းစရာမရှိကူညီတော့လေဒီလိုအပြစ်ခတ်ရစေးတွေဖြစ်ပြီးတရောင်းစားတောင်းသလိုမိုးခုပြန်တောင်းရတာဗော လာရှိုးကိုလည်းစစ်တပ်ကတရောင်းစားတောင်းသလိုပြန်တောင်းလို့ပေးလိုက်တာဟုတ်ပြီမင်းတို့ကတရုတ်ကိုမမုံမဲတရုတ်ကိုကျွန်တော်တို့ဘလို့ချီးကပ်ပြီးတော့ အပြူသဘောဆောင်တဲ့တော်လန်ရေးအပေါ်မှာမကူညီရင်တော့မနှောက်ရှက်နိုင်တဲ့အခင်းချင်းမျိုးဘလို့ဖန်တီးမလဲဆိုတာတွေးကြည့်အောင်အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာပြည်သူလူထုကိုတတ်ဖြတ်နေတဲ့ဖက်စစ်တပ်ကိုကျွန်တော်တို့ပြည်သူကိုတတ်ဖို့လက်နက်တွေနှီးပညာတွေပတ်စံတွေပေးနေတဲ့လူကိုကျွန်တော်တို့ကမမုံရဟုတ်လားမကြိုက်ရကြိုက်ရမှာလားတဘာဝမကြိုက် ဲ့တော့တရုတ်ရဲ့ policy ပြောင်းရင်တော့ကျွန်တော်တို့ချိကက်ရတာပိုလွယ်ပါလိမ့်မယ်ကျွန်တော်တို့တော်လန်ရေးခေါင်းဆောင်တွေတော်လန်ရေးတိုင်းပြုတ်ပြည်ပြုတ်ပုတ်ကူတွေနဲ့တရုတ်နဲ့ဆက်ဆံရေးတစုံတရာအခင်းချင်းရရင်တော့ကျွန်တော်တို့ဒီတော်လန်ရေးကိုတရုတ်ကဖြတ်တောက်ပိတ်ဆို့မှုတွေကိုကျွန်တော်တို့ကုစားနိုင်လိမ့်မယ်လို့ထင်တယ် DNA စစ်မတိုက်ရတဲ့အကြောင်းရင်းကကြီးစံမရှိလို့တိုက်เสียကြီးစံတတ်ဆောင်ကြီးပဲရှိလို့ တေးဥက trade ပေါ့နော်ကုန်သွယ်ရေးကြီးစံရေးဖြတ်တောက်ပိတ်ဆို့လိုက်တဲ့အချက်ကြောင့်ဆိုတာမျိုးကျွန်တော်တို့တွေ့ထားရတယ်အဲ့တော့ရေရတောက်စိတ်နေတော့တိုက်မယ်ခိုက်မယ်ပြောလို့ရတာပေါ့ဗျာဒါပေမဲ့ကျွန်တော်တို့မသိမချင်းစစ်တပ်ကိုအနာယူခွင့်ရှိတယ်လေအနာကဟာတာပေးလို့တော့မဖြစ်ဘူးဒီအချက်ကြောင့်ကျွန်တော်တို့ဒီမိုးကုတ်မြို့ကိုကာကွယ်ရေးနဲ့မိုးကုတ်ပြန်လေတိုက်ခိုက်ရေးကိစ္စတွေမှာ တေးဦးရဲ့ကြီးမားရှုတ်ဝက်နက်နဲတဲ့နောက်ွယ်အကြောင်းအရာတွေကြောက် DNA လေးနောက်ဆုတ်လိုက်တယ်လို့ကျွန်တော်တို့ခန့်မှန်းလို့ရတယ်။အဲ့ဒီအကြောင်းအရာတွေမှာထူးထူးခြားခြားတိတိကျကျနှစ်ခုက trade ဂုံတွေကြီးနှစ်နံပါတ်2ကတော့လက်နက်ခဲယမ်းကြီးစံဖြစ်ပါတယ်။အဲ့ဒီရှမ်းမြောက်တခွင်လုံးကလက်နက်ကြီးစံလမ်းကြောင်းဟာတရုတ်ကပဲဝင်တာဖြစ်ပါတယ်။တရုတ်ကပေးမှရမယ်။တရုတ်ပိတ်ထားရင်လှုပ်မရတဲ့အခြေအနေမျိုးလေ မှန်းဆလို့ရတယ်လို့တဖက်မှာ KAI ရဲ့ကြည်စံဆက်ယုံလက်နက်ဆက်ယုံ Y ရဲ့လက်နက်ဆက်ယုံကြည်စံဆက်ယုံတွေကရောကုန်ကျန်းနေမရှိရင်လဲပတ်လို့ရပါမလားဒါကြောင့်မို့တရုတ်ရဲ့ပြင်းထန်တဲ့ဖိအားကိုနောက်တလန်းဆုတ်ပေးတာဖြစ်ပါစေလို့ကျွန်တော်တွေးမိဆုတောင်းမိတယ်ခင်ဗျာအဲ့တော့ DNL တွေအနေနဲ့က စစ်တပ်ကိုမျိုးတွေကိုခေါ်သွင်းတဲ့ကိစ္စကတော့နိုင်ငံရေးအရအခုဆိုရင်ဒတိုင်းပြည်လုံးရဲ့အဲဒီပေါ့နော်စိတ်ပြတ်မှုကိုခံစားရပါပြီ။သို့တော့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေဟာတိုက်ချင်တယ်ခိုက်ချင်တယ်နိုင်ချင်တယ်စစ်တပ်ကိုအရန်နိုင်ချင်နေပြီ။အိမ်ပြန်ချင်နေပြီ။ဒီဘွဲမှာမိုးကုတ်နဲ့တရုတ်အခင်းချင်းဟာတရုတ်လုံးတမျှကိုကျွန်တော်တို့တော်လှန်ရေးဟာ တရုတ်ပြုသမျှနုနေရတယ်ဆိုတာကိုတော့ထင်ထင်ရှားရှားတွေ့နေရပြီအဲ့တော့ကျွန်တော်တို့ဒီတရုတ်ကဖြတ်တောက်လက်နဲ့ဖြတ်တောက်လိုက်ရင်စစ်တိုက်လို့မရဘူးဆိုတဲ့အချက်ကိုလည်းတွေ့ရပြီအဲ့တော့နီလန်းကဘာလုပ်လဲကျွန်တော်တို့လက်နဲ့ဆက်ယုံကြီးစံဆက်ယုံထုတ်လို့ရေးလုပ်ငန်းတွေ investment မြုံနံမှုရင်းနှီးမြုံနံမှုတွေလောက်ကြပါတော့မယ်တစ်ဖက်မှာရင်းနှီးမြုံနံမှုတွေနဲ့လက်နဲ့ကြီးစံဆက်ယုံတွေလောက်ဖို့မြူသားညညူကြီးအစိုးရရဲ့များသားသောငွေကြေးတွေကတော့ပို့ပြီးတော့ သုံးဆွဲဖို့တင့်တော်ပါတယ်လုံနေလားမလုံနေလားကျွန်တော်တို့မသိဘူးလောလောဆယ်ထိကတော့တိကျတဲ့တရင်ချက်လက်မကြရသေးဘူးနောက်တစ်ချက်ကကျွန်တော်တို့ဒီဟိုပြောမယ်ဆိုရင်ပေါ့နော်လက်နက်ဆက်ယုံကြည်စံဆက်ယုံကြည်စံကိုဝယ်သုံးအော်တနက်ကိုဖောချင်းတော့ချင်းပြစ်ဆိုတာထပ်ပေါ့အဓိကကကျွန်တော်တို့ဒီလူငွေနဲ့ဝယ်ထားတဲ့ချီစံကိုတတောင်းပြင်ရန်သူတယောက် ဖြစ်စေချင်တယ်။တချို့တော်လိုင်းကြီးတိုက်ပွဲတွေမှာ ကြည်ဖြုံးကြည်ဖြုံးတာတွေမိုးပေါ်ထောင်ပစ်တာတွေဓာမိုးတွေလည်းဖြစ်နေတယ်လို့ကြားရသလိုတနက်နေ့ကြည်စံလက်နက်အမြောက်တွေနေရာမှာမိုင်းတွေထောင်ချောက်တွေတုံဆွဲပြီးကြည်စံကိုခြွေတာတာမျိုးလေလှုပ်တင်တယ်ဆိုတာမျိုးအကြမ်းမြင်ကျွန်တော်တို့စဉ်းစားကြရလိမ့်မယ်အရင်လိုအခြေအနေတော့မဟုတ်နေဘူးနော် ေကော့ပွဲပြီးသွားရင်ပို့ပြီးတော့ကြက်တဲလာမယ်အခြေအနေဖြစ်လာလိမ့်မယ်။အဲ့တော့တိုင်းသားတပ်တွေမှာကြီးစံကိုဖောဖောတိတိမရှိနေဘူး။သူတို့ဟာမိခိုနေရတဲ့သူတွေဖြစ်တယ်ဆိုတော့မြင်နေရပြီ။ဘ누구မိခိုနေတာလဲတေယုတ်ကိုမိခိုနေရတာ။အဲ့တော့မိခိုရတဲ့ဒုက္ခကိုကျွန်တော်တို့ခံစားပြီးပြီ။အဲ့တော့ကျွန်တော်တို့ကိုယ်တိုင်ရက်တည်ဖို့အတွက်လက်နဲ့ကြီးစံအစရှိတာကိုကျွန်တော်တို့ဘယ်လိုထုတ်လုပ်မလဲ။ ဘလို့တုံဆွဲမလဲဆိုတော့ကျွန်တော်တို့ပျောက်ကြားတိုက်ပွဲတွေကိုနည်းများလုပ်ရပါမယ်မြို့ကိုတိမ့်မကြည်စံဘုတ်ကိုဖင်ခုထိုင်ပြီးကြည်စံကိုထင်တယ်လို့သုံးတိုက်ပွဲမျိုးတွေပဲတိုက်ချင်တဲ့စိတ်မျိုးကိုကျွန်တော်တို့နည်းနည်းလေးစင်ကြင်ရပါမယ်အမြဲတမ်းတက်ပုံစံမျိုးနဲ့တမယ်ဦးကြစစ်ပွဲကြီးဆိုတာမျိုးနေရာယူစစ်တိုက်ပွဲစခန်းသိမ်းတိုက်ပွဲမျိုးသိမ်းတိုက်ပွဲတွေကိုလည်းတိုက်ချင်လာ ါဒီပဲတိုက်ချင်တော့တယ်တောက်ကြားနဲ့လက်တပြက်စစ်တွေကိုတိမ်ကြိုက်ပေးတယ်ရန်သူစေကနန်းလောက်ခြေမုံမှုကြိုးစားတဲ့တိုက်ပွဲကြီးမှာကြီးစံတောင်းကနန်းသိန်းနန်းသုံးပြီးတိုက်ရတာမျိုးတွေဖြစ်လာရှင်ကြီးတောက်ရန်သူတယောက်ဆိုတဲ့စိတ်သက်မျိုးမရှိနေတာကိုပဲကျွန်တော်တို့ပြန်ပြီးဆင်ခြင်တဲ့တယ်ရန်သူအားနေတဲ့နေရာမှာကျွန်တော်တို့ပျောက်ကြားတိုက်ပွဲကြီးပေါ်ရမယ်ခြေမုံကြီးတိုက်ပွဲကြီးပေါ်ရမယ် လှုပ်ရှားရန်သူကိုပျောက်ကြားစစ်စင်တာတွေကိုအခု PLD ကပြန်လည်ဖော်ဆောင်လာတာမျိုးကိုတွေ့ရတယ်။ဒေါ်လင်းတက်တွေနဲ့ဖက်စစ်တက်နဲ့အချိန်ပေါင်းဓာီပေါင်းများစွာတိုက်ပွဲကိုအချိန်ဆွဲပြီးတိုက်တာဟာဖြုံးတီးစစ်ဖြစ်ပါတယ်။စစ်တက်ကဒါကိုကြိုက်ပါတယ်။ဘာလို့ကြီးစန်းအလုံးလောက်ရှိတယ်။ဒါတွေကိုရှောင်ရှားတင်းတဲ့အခြေအနေကိုရောက်ရှိနေပါပြီ။ပြည်သူကိုစီးယုံချိန်မှာကျွန်တော်တို့တက်တွေကို ပိုက်ကုံပစ်တယ်လို့ဖြန့်ခွဲထားပြီးရန်သူကိုတိုက်မယ်ဆိုရင်ပြန်လဲစူစီးနိုင်ဖို့အလင်းအမြန်စူစီးနိုင်ဖို့လက်ချောင်းတွေကိုပြန်စူပြီးထိုးမဲ့လက်သီးဖြစ်အောင်လုပ်မဲ့ဖြူဟာမျိုးဒါကိုလက်တွေ့ကျင့်သုံးရမယ်လေလေလေ့ကျင့်ရမယ်ဆိုတာမျိုးကျွန်တော်တွေ့ရှိရတယ်အဲ့တော့လက်တစ်ပြက်နဲ့ထိုးစစ်ရန်သူကိုအလင်းငှက်ယူပြီးတိုက်အမြန်ဆုတ်กว่าပိုင်မတိုက်တိုက်ရင်နိုင်အောင်တိုက်နိုင်မဲ့တိုက်ပွဲမျိုးကိုပဲတိုက်ကြံစရမယ်နီလန်းရှာဟာ ရန်သူလက်နက်ကိုလက်နက်နဲ့အတူပြည့်မှန်ရမယ်ပိတ်ရင်လုံရမယ်တင်းရင်ကုံရမယ်စုပ်ရင်မြန်ရမယ်ပျောက်ချာချေမုံကြီးတိုက်ပွဲများများတိုက်မှရမယ်အဲ့တော့ပြည့်ရင်မှန်ရမယ်ဆိုတော့ရန်သူကိုပျောက်ချာစစ်နဲ့အနီးကပ်သိချမှန်အောင်ပြည့်တတောင်းဆိုတတောင်းဆိုတလောက်ရန်သူကိုချေမုံပြည့်ပြည်သူ့ငွေကိုချွေတာတာဖြစ်တယ်လို့ကြည်စံကိုချွေတာတာပြည်သူ့ငွေကိုတန်ဖိုးထားတာ ဘီလူငွေကိုတံပိုးထားတဲ့ဘီလူငွေနဲ့ဝယ်တဲ့ကြည်စံကိုတံပိုးထားတဲ့စိတ်ဓာတ်မျိုးတော်လန်ကြီးရဲဘော်တိုင်းမှာရင်နဲ့စွဲနေအောင်ရှိဖို့အတွေးခေါ်တရက်လေးလိုအပ်ပါတယ်ရန်သူဆယောက်ကိုတော့ချိန်မုံနိုင်ပါတယ်ကြည်စံတပေါင်းသုံးလိုက်တယ်တိုက်ပွဲမှာကြည်စံတပေါင်းကုန်သွားတယ်ရန်သူဆယောက်သေသွားတယ်အဲ့တော့ကျွန်တော်တို့တိုက်ပွဲအစီရင်ခံစာထုတ်ပြန်လိုက်ရှင်ဂျန်နဲ့ကြည်စံ6000နဲ့6000 ဘာကြောင့်ပို့သုံးမိလိုက်တာလဲဆိုတော့ကိုအစီအကံသာထုတ်ပြန်သုံးသပ်ကြရမှာ ဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တို့လက်ရှိဒေါ်လာရေးအခြေအနေကိုလက်တပြတ်ပြောင်းလဲနိုင်ဖို့နဲ့ရေချီသွားနိုင်ဖို့ဒေါ်လာရေးဟာလက်ရှိအခြေကြီးပြားဆဆာနဲ့မိုးကုတ်တရုတ်တို့ရဲ့အခြေအနေကြောင့်နောက်ထပ်အကာလတစ်ခုထပ်ပြီးရင်ဆိုင်ရှင်တန်ကြရအောင်မှာဖြစ်ပါတယ်။အဲ့တော့ ကြီးပြားဆဆာနဲ့မိုးကိုတရုတ်အကြောင်းကိုပြောပြီးတခါလာကြီးစံတတော့ရန်သူတယောက်ကျွန်တော်ဆွေးနွေးပြီးဖြစ်တယ်လို့ဒီကုန်းအနေနဲ့တရုတ်ကအခုကလေးစိုးကြီးလိုပဲဟိုတိုင်တီတိုင်လုပ်နေရပါတယ်တရုတ်ပေါ်လစီအနေမိုင်းကိုရောင်းနေတာကိုကျွန်တော်တို့တော်လိုင်းအင်အားစုကြီးအခွင့်အရေးကိုမိမိရေးရမစုပ်ကင်နိုင်သေးတာကိုတော့ကျွန်တော်တို့ငင်းရပါတယ်တွေ့ရပါတယ်ဒါအရှိတရားပါ ာဖြစ်နေရလဲဆိုတော့အမေရိကန်ဟာနောက်ထပ်များတစ်ချက်ထပ်ပြစ်လိုက်ပါတယ်ပြစ်ပဲတစ်ပဲပြစ်လိုက်ပါတယ်ဘယ်သူနဲ့လဲဆိုတော့ဂျပန်တရုတ်ရဲ့ဆက်ဆက်တိမခံတဲ့ထိုင်ဝမ်အရေးကိုဂျပန်ကင်တွယ်ကစားခိုင်းလိုက်တဲ့အကွက်မျိုးအမေရိကန်ခင်းလိုက်တယ်အခုတရုတ်ပြရာခတ်နေတယ်ဒေတာရင်းနိုင်ငံကြီးအခင်းချင်းမှာအမေရိကန်ဝင်လာပြီးနောက်ပိုင်းမှာတရုတ်တော်တော်အလုံးလျှော့သွားပါတယ်တရုတ်တော်တော်ကိုပြရာခတ်နေပါတယ်တာမီယောင်ချီပါ ဒါနဲ့ထတ်တူတယောက်ကိုချီးကပ်မလားတယောက်ကို အပိတက်တိုက်မလားခုခံမလားအန်တုမလားဒါတွေကို policy ဆိုင်ရာပုဂ္ဂိုလ်တွေကချိန်ဆကြပါအရေးကြီးပါတယ်အဲ့တော့ပြောချင်တာကတောင်အားရှာအရေးခင်းဟာအမေရိကန်ဝင်ရောက်လာပြီဆိုတာချိန်သေးပါတယ်အဲ့တော့ပြစ်မဲ့မြားဟာတယောက်ကိုဖြစ်ပါတယ်အဲ့တော့တယုံနဲ့ဆက်နွယ်နေတဲ့တယုံရဲ့အားပေးကူညီမှုတယုံရဲ့ ထောက်ခံမှုကိုရလာတယ်ကျွန်တော်တို့အဓိကမြန်မာဟာသူလဲ policy အနေပိုင်းကိုရှောက်လာပြီးတော့ American ရဲ့အတန်ပေါ်မှာမူတည်ပြီးနိုင်ကျင်းတွေလွတ်တာမျိုးဖြေလျှော့တာမျိုးကိုစလုပ်လာနေပါပြီအဲ့မှာနောက်ထပ်ထိုးနှက်ချက်တစ်ခုစေအုပ်စုကနေနဲ့ခံရပါတယ်သူနဲ့ရင်းနှီးတဲ့မဟာမိတ်လို့ပြောလို့ရတဲ့ထိုင်းနိုင်ငံနိုင်ငံသားဝန်ကြီးကရွေးကောက်ပွဲဟာလက်ခံနိုင်စရာမရှိဘူးဆိုတဲ့ပြောစကားဟာ ထပ်ပြီးတော့မလာစေအုပ်စုနဲ့တရုတ်အတွက် အရှိုက်ထိစေပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဟာဒေတာရင်းပထဝီနိုင်ငံရေးအခြေအနေတွေကိုကြည့်။လက်ရှိတော်လှန်ရေးမှာဆဆာကြည်ပြာနဲ့မိုးကုတ်တရုတ်တို့ရဲ့အခြေအနေကိုကြည့်။ဒါတွေတုံးတက်ပြီးတော့မေဂန်လန်းနဲ့ခြေလန်းတွေ policy တွေအပေါ်မှာကျွန်တော်တို့သူကဘယ်လိုင်းငါတို့ကဘယ်လိုက်လှမ်းမယ်ဆိုတာမျိုးမဟုတ်ဘူးနဲ့ညာဘက်ကနေပြီးတော့ ဘယ်လိုကစားမလဲဘင်္ဂလားဒေ့ရှ်ပါကစ္စတန်ဒါအမေရိကန်တရုတ်အားပြိုင်တဲ့နိုင်ငံနှစ်ခုအခြေပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်ကိုတရုတ်နဲ့အမေရိကန်ဂျပန်ကိုရီးယားထိုင်းအမေရိကန်မြောက်ကိုရီးယားတရုတ်ရုရှားအုပ်စုကျွန်တော်တို့အာရှမှာအမေရိကန်ရဲ့ အမေရိကန်နဲ့တရုတ်ရဲ့ proxy ကစားပွဲလွန်ဆွဲပွဲဟာဗဟုချက်ဟာအာရှဖြစ်နေပါတယ်။ဒါကိုစစ်စစ်ငန်းကတုံးသက်ပြီးကျွန်တော်တို့တော်လန်ยีခေါင်းကင်ဖခင်တွေတော်လန်ยีရဲ့ဥဆောင်သူတွေက policy ဆိုင်ရာတိုက်ပွဲနိုင်ငံရေးတိုက်ပွဲနိုင်ငံကအခင်းချင်းနဲ့တကွဒေတာရင်းပထဝီနိုင်ငံရေးအခင်းချင်းကိုစုတ်ကိုင်အိန္ဒိယတရုတ်ကရှုပ်သမျှကိုကျွန်တော်တို့ကဘယ်လိုဖြေချမလဲ သူတို့ရှုပ်ကြမြာကျွန်တော်တို့အမျက်ဖြစ်အောင်ဘယ်လိုကြိုးစားမလဲဆိုတာကိုစမ်းစစ်နေပါတယ်နောက်ဆုံးချက်ကရေရှည်လက်ရှိ နောက်ပိုင်းတွားရမယ့်တော်လန်ကြီးဟာပြုံတီးစစ်ပွဲတွေကိုရပ်တန့်ရပါလိမ့်ရန်သူတက်ရောက်ချီတထောင်းဆိုတဲ့အတွေးခေါ်မျိုးနဲ့ပျောက်ချချီမုံကြီးစစ်ပွဲနဲ့ရန်သူကိုအိတ်ဆက်ခွင့်မပေးဘဲ အပြက်ပြက်တာတာပျောက်ကြားလက်ပြက်ထိုးစင်းနဲ့ချိန်မုံကြားရပါလိမ့်မယ်လို့ပြောရင်ဒီအခင်းကြီးတဲ့စုံလုံးကိုလဝါပေါ်တင်ကြည့်ရင်တော့ဟွန်းစစတီဗျာနဲ့မိုးကုတ်တရုတ်အမေရိကန်ကနောက်ထပ်ပြစ်လိုက်တဲ့မြားတစ်စင်းဖြစ်တဲ့ဂျပန်တရုတ်ထိုင်ဝမ်ကျုံးကိစ္စနောက်တစ်ခုကပျောက်ကြားစစ်ကိုပြန်လဲအသုံးပြုပါဆိုရဲဒေါက်တာချ ဒါတွေနဲ့ပတ်သက်ပြီးလူကြီးမျိုးကပြောချင်ပါလေအားလုံးကိုကျေးဇူးတင်ပါတယ်